မင်္ဂလာညချလေးပါခင်ဗျာယနေ့မှာတော့ရောက်တော့ပြီးရင်ပြန်ခွေးမရတဲ့အသေးတော့ထွက်ရတဲ့မျိုးတို့အမြင်ရတဲ့စိတ်ဝင်စားဖွယ်ရာဇာလံကောင်းလေးတစ်ပုဒ်ကိုပြောပြတင်ဆက်ပေးလိုက်ပါတယ်ဗျာဟုတ်ကဲ့အားလုံးပဲနားဆင်ခံတာပေးကြပါအောင်ခင်ဗျာ ကာလီကအဝေးပြေးလမ်းမအတိုင်းတရိပ်ရိပ်နဲ့ပြေးနေပါတဲ့နွေလေနေကင်းကလည်းပူအိုက်ဆက်လုံးလှတလို့ကားကိုခရီးရှိမောင်းလာရသဖြင့်ချိုးကျော်ရဲ့တကောလုံးမှလည်းနှောင်းချိနေပါတဲ့အဖော်ကလည်းမပါအင်ကားတွေထွက်လာကြတဲ့ကအဝေးတထဲကိုတခုအလော်တကြီးထွက်လာတာကြောင့်ပတ်စံတော်များများဆဆပါမလာပါဘူးတောင်စင်းတောင်တက်လမ်းတွေကိုဂယုဆိုင်မောင်းနေလာရင် သူရောက်လာသည့်ခရီးမောင်ရဲ့အရေးအတွက်ကလည်းမနှဲတော့ဘူးကားမောင်းလာရင်တောင်အစင်းတစ်ခုကိုအရာ ဟာဘာဖြစ်တာလဲဘောနဲ့ဖုန်းနဲ့ကောင်းနေအငွေတွေထွက်လာပါလားကားဆက်ကိုရပ်ပြီးတော့ကားပေါ်ကနေစင်းကဘောနဲ့ဖုန်းကိုဖွင့်လိုက်တဲ့အခါမှာတော့အထက်ကအပူငွေတွေကသူ့မျက်နှာကိုလာပြီးဟားလိုက်တဲ့ဖြင့်အနောက်ကိုခြေလှနှလားလောက်အမြန်ဆုပ်လိုက်ရသည့်အထိအငွေတွေကတော့ထွက်နေစေဖွင့်သားကလို့အဆုလိုက်အပြုံလိုက်တော့မဟုတ်တော့ပါယေစုနေပါလားဒါဆိုရင်ကတ်စကတ်ပြတ်ပြီထင်တယ်သွားပါပြီကွာဘယ်လိုဆက်လို့ရမလဲ မတက်နိုင်ဘူးကားထဲမှာပါတဲ့ရေကိုလဲပြီးထယ်မောင်းရမှာပဲကားရေတိုင်ကြီးအောက်ကရေထုပ်ပေါက်ကလေးကိုဖောက်ချပြီးတော့ကားနောက်ခံထဲကနေလုံလုံမမဲယူလာတဲ့ရေတံဘူးတမ်းမရေနဲ့လဲလဲလိုက်ပါတဲ့ပြီးတော့တိုင်ကြီးအဖုံးကိုပိတ်ပြီးတော့ကားကောင်းထဲမှာပြောင်းဝင်ထိုင်ကကားကိုဖြည်းဖြည်းချင်းမောင်းလာလိုက်ပါတဲ့ငါကလည်းဒီဒေသကို ရောက်ဖူးတာမဟုတ်ဘူးအခုငါရောက်နေတဲ့နေရာကဘယ်မျိုးနဲ့နှီးတာလဲအနည်းဆုံးမျိုးကကားဝဲလျှော့မှာသွားပြီးပြေရမှာပဲ လမ်းသွားလမ်းလာကားကြီးတွေတွေ့ရင်လည်းကောင်းပါပဲကွာကိုပါတာတယောက်သေးတွေ့ပြီးတော့ကားကိုဖြည်းဖြည်းချင်းမောင်းလာလိုက်ပါတယ်ကန်ဆိုးကျင်တော့လမ်းမှာဘယ်ကားနဲ့မှမချုံဘူးကန်ကောင်းကျင်တော့သူကြကြမမောင်းလိုက်ရပဲနဲ့ခါလာလမ်းမှာမျိုးတစ်မျိုးကိုလမ်းပြီးတော့တွေ့လိုက်ရပါတယ်ဟာသူကျော်ရဲ့စားတာဒီလောက်မညံ့ပါဘူးကွာကဲသားကြီးရေမင်းကိုဆေးကူသားမဲ့ဆီကိုတော့ရောက်အောင်သွားနိုင်ဝန်ကွာသူကားကိုတငယ်ချင်းတအူးပြောတဲ့ပုံစံမျိုးနဲ့ပြောပြီးအရှိတ်ကိုဆက်မောင်းလာပါတယ် ရုပ်ကိုမရောက်သေးပေမဲ့လမ်းဘေးတနေရာမှာကားဆုပ်တွေအကောင်းထည်ဖြစ်နေသည့်ဝက်ရှော့တစ်ခုကိုမြင်လိုက်ရတာကြောင့်ထူးကြောဝါတာသွားပြီးတော့သူကားကိုဝက်ရှော့ထဲမောင်းဝင်လာပါတဲ့ဝက်ရှော့ရှိကားတသိပေးမော်သူကားကိုရက်ပြီးတော့ကားပေါ်ကနေဆင်းပါတဲ့ပြောဝက်ရှော့ဆရာဝက်ရှော့ဆရာလူမရှိဘူးလားထူးကြောအော်ခေါ်ပေမဲ့ဘာမှပြန်ထူးတာမချရပဝင်းကျင်အနေထားကလည်းလွန်တော်ကိုတိတ်ဆိတ်နေတယ်လို့တစ်ပင်ကြီးတွေကလည်းဝက်ရှော့ရဲ့အနီးပဝင်းကျင်မှာပေါက်နေပါသေးတယ် ဝက်ချော့တဲမှာရှိနေတဲ့ကားတွေကလည်းခေတုံးနေတဲ့ကားအိုကြီးတွေဖြစ်တယ်လို့အယောင်စင်းတွေကလည်းတောက်တောက်ပြောင်ပြောင်မရှိကြတော့ဘူးဘလို့လဲဟာလူတယောက်မှမတွေ့ပါလားဝက်လျှော်လားကားတင်ချိုင်းလားစိတ်ညစ်ပါတယ်ကွာတယောက်တည်းစကားပြောညင်းညူနေရနောက်ကျောင်းမှထွက်ပေါ်လာတဲ့အတန်းကြောင့်ထူးချော်လန့်သွားပါတယ်ဟေးကောင်မင်းနောက်ဖက်မှလူကွာမင်းဖက်တော့မမြင်မဲနဲ့ရှောက်အောင်နေတာညာညာလုံးမနေနဲ့ မင်းဝင်လာကလေးကငါရှိတယ်ခိုကားရဲ့ join ကိုဖြုတ်နေလို့ကဒါဝက်ရှော့ဆိုတာဟုတ်တယ်တင်းချိုင်းဆိုရင်လည်းမှန်တယ်ကကားတင်းချိုင်းတော့မဟုတ်ဘူးလူသေးရင်မြုပ်တဲ့တင်းချိုင်းဗျာသူကြတဲ့ရသူကစကားပြောနေတဲ့လူကြီးကိုကြည်ပြီးတော့အာအာတင်သွားတယ်လို့ထိုလူကြီးပြောနေတဲ့စကားတွေကြောင့်လည်းအထိတ်တလန့်ဖြစ်သွားပါတယ်ကဲပြောသားမင်းကားဘာဖြစ်လာတာလဲကဂတ်စကတ်ပြတ်တယ်လို့ထင်တာပဲဗျာရေတွေဆူလာပြီးမောင်းတော့ 多比黑个，李老师也比过，我怕到俺姐来没。我小个六几个都这过龙三悉的背内呀，都讲也帮那朋过，那边内干点买卖老多。哈，海路，你你有那票，就当买卖没。八来个，没我姐的，没搞过，我该那也，三悉的背多嘛，收入嘛啦。哪个熟也得要，没我什么那边呢？没搞搞木，我嘛找关系的。你妈黑个，没我外嘛多比那当过，好，好看吧开啊？ ထို့ကြောင့်လေကာနာကိုမကရဲပဲနဲ့ခလန်လက်ကကိုကိုပင်ကြီးအောက်မှာတွားပြီးတော့ထိုင်နေပါတယ်။ဝဲချောကလူကြီးမှအသားကလည်းတကောလုံးမဲနေတယ်လို့ဇပင်တွေကလည်းတပင်းမှမရှိ။ခနာကိုကတော့တောင်းနေပြီးတော့ရင်အုပ်လက်မောင်းပခုံးကြွက်သားတွေကလည်းအပြေးအဝါနဲ့ရှိနေပါတယ်။မျက်နှာပေါက်ဆိုးလာပေမဲ့သူ့လောက်ရမယ့်အလောက်ကိုတတိချာချာလှုပ်တတ်သည့်အချင်းရှိတော်ကိုကားကိုစစ်စေးနေပုံကိုကြည်ချင်းဖြင့်သိနိုင်ပါတယ်။ကားကိုစစ်ပြီးတော့သူ့စီကိုရှောက်လာပြီးစကားဆိုပါတယ်။ မင်းကားကိုပြင်ရင်နှစ်ပေါင်းချမယ်။ဘာဘာဖြစ်သွားတာလဲဥလီ။မင်းတီးတော့လဲဘာလုပ်မှလဲကွာ။အဒီကကမင်းကားကောင်းသွားဖို့ပဲမဟုတ်လား။ဟုတ်ပါတယ်ခမ ्या ။နှစ်ပေါင်းဆိုတာကတော့မများလုံဘူးလား။ထူးကြောဈေးဈေးလိုက်တဲ့အခါဝက်ရှော့ကလူကြီးကဟေးကောင်မတာတလောင်းမြေချဖို့ကိုငါ3000ယူတယ်။မင်းကားပြင်တော့ကို2000ပဲယူတာမင်းကံကောင်းတယ်လို့မှတ်။ဟိုဟိုလေ။ဘာပြောမှလဲ။မင်းပြောစရာရှိရင်ရဲရဲပြောကွာ။ ငါတောင်းတာများတဲ့အထင်ကြီးမင်းကားကိုပြန်ယူသွားလိုက်အေးမင်းတိအောင်တော့တခုပြောလိုက်မယ်ဒီဝက်ရှော့နဲ့မိုင်30ပတ်လည်မှကားပြင်လို့ရတဲ့နေရာတခုမှမရှိဘူးကွာသူကြောင့်မတတ်နိုင်တော့ဘူးဒီမှာပဲပြင်ရတော့မယ်ဟုတ်ပါပြီဗျာဒါဆိုလဲပြင်လိုက်ပါတော့ဘယ်အချိန်ပြီးမှလဲညနေဆောင်ရင်ပြီးမယ်ကွာလက်ကနာယီကိုကြည့်ပြီးတော့ထိုလူကြီးကသူ့ကိုပြောလိုက်တာပါဒီနေရာကနေမြို့တဲကိုသွားရင်ဝေးသေးလားလေးဖာလုံးလောက်တော့ဝေးတယ် မင်းမျိုးတဲကိုသွားချင်ရင်ရှေ့တခေါ်တာလောက်မှမြင်လဲခဲ့ရှိတယ်။အဲ့ဒီမှာငှားသွားလိုက်။အော်ဟုတ်ကဲ့ပါ။ဒါနဲ့ဦးလေးကမျိုးတဲမှာစိုက်မဖွင့်မဲနဲ့။ဘာလို့မျိုးပြင်မှာစိုက်ဖွင့်ထားတာလဲဗျ။ခေါ်လူကြီးကသူ့ကိုတသေးချာချာစိုက်ကြည့်ပြီးမင်းကငါ့ကိုဘာထင်လို့လဲ။ဝက်လျှော့ဝက်လျှော့ဆရာ။အေးအဲ့ဒါမပြည့်စုံသေးဘူး။ငါနာမည်နဲ့အလုပ်အကိုင်ကိုလည်းမှတ်ထား။ဝက်လျှော့ဆရာ။သူ့ဘာရတာကြော်ကြီးဆိုတာငါပဲကွာ။ဗျာ။ ဒါဆိုဒီဒီနေရာကသူကြောအော်တကြီးနဲ့မေးလိုက်တဲ့အခါဒေချိုင်းကောင်းနေကွာမင်းကိုဆော့ဆော့ကလေးကပြောပြီးသားပဲလူသေးရင်မြုပ်တဲ့နှုံးကားပြင်ရင်ယူတဲ့နှုံးနေခတ်တယ်ကွာမင်းတို့တွေကလူတယောက်ရဲ့စကလုံးတံမိုးတွေကိုမင်းတို့မသိကြဘူးဒီမြို့မှာဒီမြို့မှာတခြားဝက်ချောမရှိတော့ဘူးလားဟေးကောင်ငတုံးမင်းကားကိုတင်းချိုင်းမှာပြင်ရမှာမတတ်တယ်ဘူးလားမပြင်ကျင်ဘူးဆိုရင် ပြန်ယူသွားတယ်ကွာသူကြောပြောမိပြီးမှ ။ထိုလူကြီးပြောသည့်မိုင်30ပတ်လည်မှာကားပြင်တဲ့နေရာမရှိဘူးဆိုတာကိုတတိရောက်သွားပါတယ်။မဟုတ်ပါဘူးဗျာပြင်ပေးပါ။ဒီနေရာကတင်းချိုင်းကုန်းလို့သာပြောတယ်။အုတ်ကူတွေလည်းမတွေ့ပါလားဗျာ။ဟေးကောင်ငကန်းဟိုကားတွေရဲ့အနောက်ဘက်မှာအုတ်ကူတွေနေတာမဟုတ်ဘူးကွာ။ငါထင်နေမင်းဟာလူတော်တယောက်တော့ဘလို့မှမဖြစ်နိုင်ဘူးကွာ။ထိုလူကြီးပြောမှာပဲ။ကားပြတ်တွေရဲ့အနောက်မှာအုတ်ကူတွေကိုထူးချော်တွေ့သွားသဖြင့်လန်သွားပါတယ်။ထိုလူကြီးကကားပြတ်တွေပဲရှိ မြေဆိုင်တဲကြီးတဲကိုဝင်ပြီးတော့သူကားကိုပြင်ဆင်မှုအတွက်လိုအပ်တဲ့တစားပလာတွေကိုတွားယူပါတယ်ထို့ကြောင့်လည်းကြာကြာဆက်ပြီးမနေချင်တာကြောင့်ထိုလူကြီးကိုလှမ်းအော်ပြီးတော့စကားဆိုလိုက်ပါတယ်ကျွန်တော်မျိုးတဲကိုတွားလိုက်ဦးမယ်ဗျာညနေဆောင်မှပဲကားလာယူမယ်အေးကောင်းပြီလေကွာမင်းတွားချင်တဲ့နေရာကိုတွားပြီတော့ထိုလူကြီးပြောပြီးနောက်ထူးကျော်လေးတင်းကြိုင်းဝက်ချော်တဲကနေအမြန်ထွက်လာလိုက်ပါတယ်ထူးကျော်မြင်းလဲခိတ်ကိုရောက်တော့မြင်းလဲတစည်းမောင်မတွေ့ရသဖြင့် မြို့တဲ့ဘက်ကိုဆက်ပြီးတော့ရှောက်လာပါတယ်။ကာလန်ဘေးဘက်မှာအထက်ပင်ကြီးတွေအုပ်အုပ်ဆိုင်ဆိုင်ရှိနေတာကြောင့်နေဘူးတန်ကိုတော့တိတ်ပြီးတော့မခံရပါဘူး။ထို့တင်သူ့ရဲ့နောက်ကျောဘက်ကထွက်ပေါ်လာသည့်မြင်းခွာတန်ကြောင့်အမြန်လှည့်ကြည့်လိုက်တဲ့အခါမြင်းလေတစ်စီးကိုတွေ့လိုက်ရသဖြင့်အမြန်လှတားလိုက်ပါတယ်။မြင်းလေမောင်းတဲ့လူကသူ့နားကို ရောက်တော့မြင်းလေကိုရပ်ပေးပြီးစကားဆိုလာပါတယ်။လဲကြုံလိုက်မလို့လားကိုလူ။ဟုတ်ပါတယ်ဗျာမြို့တဲကိုလိုက်လို့ရမလား။ ရတာကရတယ်ဒါပေမဲ့အခုံးပေးမှကပ်ပြီးထားရမှာနော်ဗျာမြင်းလဲသမားရဲ့စကားကြောင့်သူကြော်လဲတဲ့ကိုတတိချာချာကြီးလိုက်တဲ့အခါအခုံးတစ်လုံးတင်လာတာကိုမြင်လိုက်ရပါတယ်တက်လေကိုလူခမရတခြားလဲကိုစောင့်နေလဲတခြားလဲကလာသေးတာအကြောင်းမရှိဘူးဗျာဩဟုတ်ဟုတ်ကဲ့ပါခမရမထိုးတော့ဘူးလို့တွေးပြီးတော့မြင်းလဲဘက်မှာတက်